ဘလူးကြီးနဲ့လူသားမင်းကလေးကြားချစ်ချင်းမြတာအိုးရှိရှိတုန်းကဒိမတ်နိုင်ငံရဲ့နှင်းနေဖုံးလန်းနေတဲ့တောင်ထိပ်တစ်ခုပေါ်မှာပေါ့ဘလူးကြီးတကောင်ကသူ့ရဲ့သားလေး troll လေးနဲ့အတူပျော်ရွှင်စွာစောင့်စားနေတာကိုတွေ့ရတယ်။ဒါပေမဲ့ယုတ်တရဆိုသလိုပဲအောက်ကနေမြင်းခွာသံတွေကြက်လိုက်ရတယ်။ဒိမတ်မျိုးနယ်စုရဲ့ခေါင်းဆောင်ကသူ့လူတွေနဲ့အတူဘလူးကြီးကိုတတ်ဖို့ရောက်လာတာကိုသူချက်ချင်းသတိထားမိလိုက်တယ်။ ဘလူးကြီးကသူ့သားလေးကိုလုံခြုံစေဖို့မျှဝထားလိုက်ပြီးသူကတော့တစ်ဖက်ကိုထွက်ပြေးကလူတွေကိုအာယုံလဲဖို့ကြိုးစားခဲ့တယ်။ဒါပေမဲ့ကန်ဆိုးစွာနဲ့ပဲလူတွေကသူ့ကိုဝိုင်းပြီးမီးရှူတိုင်းတွေလှန်ရင်းနဲ့ပြစ်ခတ်ကြတော့တာပဲ။နောက်ဆုံးမှာတော့ဘလူးကြီးဟာတောင်ပေါ်ကနေပြုတ်ကျပြီးအသက်ဆုံးရှုံးသွားခဲ့ရတယ်။ဒီဖြစ်ပျက်အကုန်လုံးကိုကြောက်တုံးကြတဲ့ကနေခလေးလေးကကြောက်လန့်ကြအကြီးငယ်ရရှာတယ်။ခေါင်းဆောင်ဖြစ်သူကခလေးကိုတွေ့ပေမဲ့ဒါခလေးပဲရှိသေးတာပါဆိုပြီး မတက်ဖဲထားခဲ့လိုက်တယ်။လူတွေပြန်သွားပြီးမကြခင်မှာပဲခလေးငယ်ကတောင်အောက်ကိုဆင်းလာပြီးသူ့ဘေးရဲ့အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရတယ်။သူကဖခင်ဖြစ်သူရဲ့အလောင်းကိုတည့်သွားခြင်းပေမဲ့သူခွန်အားနဲ့မနိုင်တော်မှုလို့နောက်ဆုံးမှာဓာတ်နဲ့အပန်းပန်းဖြတ်ပြီးကိုယ်ထဲကိုတည့်သွားခဲ့ရတယ်။အိနေကစပြီးသူဟာကိုယ်ထဲမှာတကောင်နဲ့ကြီးမင်းလာခဲ့တော့တယ်။ဒီလိုနဲ့နှစ်တွေ့ကြလာတဲ့အခါအဲ့ဒီကလေးလေးကအရွယ်ရောက်လာခဲ့ပြီးအညမှာတော့အကင်းတွေပျော်ဝဲစားနေတော့ထွက်လာတယ်။အဆောင်ရဲ့ခေါင်းကိုရိုက်ခွဲပြီးအထဲကိုဝင်သွားလိုက်တယ်။ ဥစ္စာနာတစ်ခုကသူဟာမိန်ကလေးတွေနဲ့တက်ကြီးရွယ်တွေကိုလုံးဝမထိခိုက်ပဲသူ့အဖေကိုတက်ခဲတဲ့ယောက်ျားတွေကိုပဲရေးပြီးရေးရဆက်ဆက်တက်ဖြတ်သွားတာပါဒီအချိန်မှာပဲဂိတ်ဂိတ်လန်ကလီယိုဆိုတဲ့နာမည်ကြီးစစ်တီတော်ရောက်လာတယ်သူကဒီကိစ္စကိုစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်တညမှာထရိုးကြီးရောက်လာပေမဲ့အထဲမှာရှိနေတာဒေသခံတွေမဟုတ်မှအနံ့ခံမိသွားပြီးတိုက်ခိုက်ခြင်းမရှိပဲပြန်လှည့်သွားခဲ့တယ် ဒီယိုကဒီအဖြစ်အပျက်ကိုပိုသိချင်တာကြောင့်ရွာပြင်ကအနာဂတ်မြင်နိုင်တဲ့လီနာဆိုတဲ့မျိုးသမီးစီကိုသွားလိုက်တယ်။လီနာကပြောပြလိုက်တဲ့စကားကတော့တော်တော်လေးထိတ်လန့်စရာပဲ။ ီမီဟာသူ့ရဲ့နဲ့ညီရဲလိမ့်မယ်ရွာသားတွေဟာသူတို့လုပ်ခဲ့တဲ့အပြစ်အတွက်ပေးဆက်နေရတာဆိုပြီးသူမကသတိပေးလိုက်တယ်ဒီယိုကတောင်ပေါ်မှာ true နဲ့မင်းနဲ့ချင်းနိုင်တွေ့တဲ့အခါ true ကမင်းညိုကမင်းတို့နဲ့မဆိုင်ဘူးငါ့ကိုမထိခိုက်ဘူးတဲ့သူတွေကိုငါရံမရှာဘူးဆိုပြီးပြောကထောက်ခါသားခဲ့တယ်ဒါပေမဲ့အချင်းညိုကိုပိုဆိုးစားသေးတာကအောက်မှာတဲ့စစ်တီတယောက်ပါပဲသူကဘလူးရဲ့ကိုကိုရှာတွေ့သွားပြီးကိုရဲဝင်ကဘလူးဖေးရဲ့ဦးကောင်းဝင်ကိုရိုက်ခွဲပြီးစော်ကားလိုက်တယ်ဒါကိုမြင်လိုက်တဲ့အချိန်မှာတော့ဘလူးရဲ့အသီးခံနိုင်စွမ်းတွေ ကုံဆုံးသွားပါတော့တယ်။အဒီညမှာသရိုဟာဒေါသတကြီးနဲ့ဝင်တိုက်ပြီးဥကောင်းခွန်ခွာတဲ့သူကိုတတ်လိုက်တယ်။လီယိုကဝင်တားပြီးတန်ကျုံနဲ့ချင်းနဲ့အမို့ကျိုးစားပေမဲ့သရိုကလွမြောက်ဖို့အတွက်သူ့လက်ကိုသူပြန်ဖြတ်ပြီးထွက်ပြေးသွားခဲ့တယ်။ဒါပေမဲ့ဒိုင်းရပြင်းထန်လွန်းလို့ကန်းစက်မှာပဲသူတည်ဆုံးသွားခဲ့ရှာတယ်။ဘလူးတေပြီးဆိုပြီး အားလုံးကပျော်နေတဲ့အချိန်မှာပဲတကယ်ငရေကရောက်လာခဲ့တယ်။အဲဒါကတော့တားအတွက်လက်စားချေမဲ့မိခင်ဘလူးမကြီးပါပဲ။ ပြီးခင်ဘလူးကြီးကရွာထဲဝင်ပြီးတွေ့သမျှလူကိုတက်ဖြတ်ပါတော့တယ်။လီယိုကအဆုံးသတ်ဖို့ကိုရဲထီလိုက်တော့ခဲ့တယ်။ရှေရောက်ကိုရဲမှာမိခင်ဘလူးမကြီးနဲ့အကြိတ်နဲ့တိုက်ခိုက်ပြီးနောက်ဆုံးမှာတော့လီယိုက အနိုင်ရလိုက်ပါတယ်။ဒါပေမဲ့မထင်မှတ်ဖက်သူ့အရှိမမြင်လိုက်ရတဲ့မြင်ကွင်းကသူ့ကိုမှန်းတက်သွားစေတယ်။ကိုရတောက်တနေရကဓားကင်ပြီးထွက်လာတဲ့ကလေးတယောက်ကို သူတွေ့လိုက်ရလို့ပါပဲတခြားကြည့်လိုက်တော့မှအဲ့ဒီကလေးကလီနာနဲ့တိတ်ဆုံးသွားတဲ့ထရိုးရဲ့သွေးသားရင်းချာကလေးငယ်ဆိုတာသူသိလိုက်ရတယ် ဒီယိုကလက်နက်ကိုချပြီးကလေးကိုမတက်ဖို့ဆုံးဖြတ်လိုက်တယ်။ပြီးတော့လီနာကိုလူရီသားဒီကလေးကြောင့်သိရင်ခမရတို့တာမီဒုက္ခရောက်လိမ့်မယ်လို့သတိပေးစကားပြောကြခဲ့တယ်။နောက်ဆုံးမှာတော့လီယိုဟာလီနာရဲ့အိမ်သားမှာဘလူးတာမီအတွက်အောက်ကူလုပ်ပေးပြီးပြီးဆုံးနိုင်တဲ့တန်တရာကိုနောက်ကျောခိုင်းကသူ့လူတွေနဲ့အတူပြန်လည်ထွက်ခွာသွားပါတော့တယ်။ဇလန်လီကတော့ထားပါပဲရှင်။ကျေးဇူးများကြီးတင်ပါတယ်။